အေးမိကျုပ်ကွေးဖျားနာတာကို အမြန်ဆုံးတတ်တာစီမဲ့နီလန်လျှောက်ခု ဆောင်းရာသီကာလကိုရောက်လာပြီဆိုတာနဲ့အေးမိကျုပ်ကွေးဖြစ်တာကလူအများစုမှာမကြခဏဆိုသလိုဖြစ်ပွားလေးရှိပါတယ်အေးမိကျုပ်ကွေးဆိုတာအလွဲပြောရရင်ဖျားတာကိုလက်ကိုက်ခဲတာနှာစေးနှာပိတ်ချောင်းဆိုးတာလေချောင်းနာတာစတဲ့လက္ခဏာတွေကို ခံစားရတာပဲဖြစ်ပါတယ် ဒီအေမီတုတ်ကွေးဟာဗိုင်းရပ်ပိုးကြောင့်ဖြစ်တာဖြစ်ပြီးဒီဗိုင်းရပ်ပိုးတွေဟာအေးပြီးတော့ဆူဆွတ်တဲ့လေလူထဲမှာအချိန်ကြာကြာ အသက်ရှင်နေထိုင်နိုင်ပါတယ်။ဒါကြောင့်လူစုလူဝေးရှိတဲ့နေရာတွေမှာကူးစက်ပြန့်ပွားမှုက ပိုပြီးတော့မြန်ဆန်ပါတယ်။ဒီအခြေအနေတွေကြောင့်ဆောင်းရာသီမှာလူအများစုကူးစက်ခံရနိုင်ပြီးတော့အလုတ်ကိုင်းတွေပြက်တာကြောက်ပြက်တာတွေအထိဖြစ်ပေါ်နိုင်ပါတယ်။အေးမီတုတ်ကွေးဖျားနာခြင်းဖြစ်ပြီးဆိုလို့ရှိရင် ရက်အတန်ကြာမှတက်တာလေးရှိတာကြောင့်ဒီလိုမဖြစ်တင်တာတွေကိုချောင်ရှားနိုင်စေဖို့အေးမီတုတ်ဝေးဖြစ်ပေါ်တဲ့အခါမှာအမြန်ဆုံးတက်တာပျောက်ကင်းစေမဲ့နီလန်းလျှောက်ခုကိုပြော့ပြပေးမှဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာအေးမီတုတ်ဝေးလက္ခဏာတွေဖြစ်လာရင်တက်တာအောင်လုပ်လို့ရတဲ့နီလန်းတွေကတော့ကြည့်ရေတက်ပြေဝအောင်ဖြည့်တင်ရပါမယ် အေမီတုတ်ကွေးဖျားနာခြင်းဖြစ်တဲ့အခါခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေပုံမှန်အတိုင်းလည်ပတ်နိုင်ဖို့အတွက်ရေဓာတ်ကိုအထူးဂရုစိုက်ဖြည့်တင်ပေးဖို့လိုပါတယ်။ဖျားနာနေတဲ့အချိန်မှာအဖျားကြောင့်ရွှေ့ထွက်တာအန္တရာယ်ကြောင့်ခန္ဓာကိုယ်ကနေရေဓာတ်ကိုဆုံးရှုံးနိုင်ပါတယ်။ဒါကြောင့်ဆုံးရှုံးသွားတဲ့ရေဓာတ်တွေပြန်လည်ဖြည့်တင်ဖို့အတွက်တရက်ကိုအနည်းဆုံးရေ2လီတာကနေ3လီတာအထိဝင်အောင်တောက်သုံးပေးရပါမယ်။ ရေတောက်တာအပြင်တည်တည်ဖြော်ရေးစွပြုတ်နဲ့ဟင်းညူပူပူလေးတွေကိုလည်းတောက်သုံးပေးလို့ရပါတယ်ရေတက်ခန်းချောက်မှုကိုဖြစ်စေတဲ့ကဖိန်းကျက်ပါတဲ့ဖြော်ရည်တွေတောက်တာကိုတော့ရှောင်ကျင်ရပါမယ်နှစ်အေးရေးဝဝအိပ်ပါအေးမိကြုတ်ခွေးဖြစ်တဲ့အခါအမြန်ဆုံးတက်တာစီဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့အိပ်ဆက်အနားယူခြင်းပဲဖြစ်ပါတယ်အေးဝအောင်အိပ်ဆက်အနားယူခြင်းကခန္ဓာကိုယ်ရဲ့ကိုယ်ခန္ဓာစနစ်ကိုကောင်းမွန်စေပြီး ေးမိကြုတ်ကွေးကိုဖြစ်စေတဲ့ဗိုင်းရပ်ပိုးကိုထိထိရောက်ရောက်တိုက်ထုတ်ပေးနိုင်ဖို့ကူညီပေးနိုင်ပါတယ်။အေးမဝပဲဆက်လက်ပြီးတော့အလုံးလုံးတာတုတ်ရှားသွားလာခြင်းတွေကအေးမိဖျားနာကိုပိုပြီးတော့ကြာရှည်စေနိုင်ပါတယ်။ဒါကြောင့်ပုံမှန်ထက်အရှင်ပိုပေးပြီးတော့ခန္ဓာကိုယ်ကိုလုံလောက်စွာအနားပေးသင့်ပါတယ်။၃အာဟာရပြည့်ဝတဲ့အစားအစာတွေကိုရွေးချယ်စားသုံးပါ။ အင်းမီတုပ်ဝေးဖြာနာနေခြင်းအတွင်ကိုခံအားကောင်းမွန်စေရန်အတွက်ဗီတာမင်နဲ့သတ္တုဓာတ်များပြည့်ဝစွာပါဝင်တဲ့အစားအစာတွေကိုရွေးချယ်စားသုံးပေးရန်လိုအပ်ပါတယ်။အထူးသဖြင့်ဗီတာမင် C ကျွေးဝစွာပါဝင်တဲ့လိမ္မော်သီးစပစ်သီးစတဲ့အသီးအနှံများ ဟင်းသီးဟင်းရွက်များကိုခံအားကိုမြင့်တင်ပေးနိုင်တဲ့အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ဒါ့အပြင်အစာရှိဖြားလွယ်ကူတဲ့ဆန်ပြုတ်၊ဆွပြုတ် စတဲ့အာဟာရပြည့်ဝတဲ့အစားအစာများကလည်းအိမ်မိတုပ်ကွေးဖျားနာတတ်တာစီရင်အတွက်များစွာ အထောက်အကူပြုပါတယ်။လေးရင်းနှွေးငွေရှူပါ။နိုင်ယိုနဘိတ်ရှင်တွေကိုတတ်တာစီဖို့အတွက်ရင်းနှွေးငွေရှူတဲ့နီလန်းကိုအသုံးပြုနိုင်ပါတယ်။ရင်းနှွေးကိုဇလုံးထဲကိုထည့်ပြီးရင်းနှွေးငွေကိုမျက်နှာနဲ့တိုက်ရိုက်ရှူသွင်းမယ်ဆိုရင်နှာခေါင်းအတွင်းကဆွဲတလိပ်ပြီးပျော်ပြီးနိုင်ယိုနဘိတ်ရှင်ကိုတတ်တာစီပါတယ်။ ရင်ွေးငွေ့ရှူတဲ့အခါမှာခေါင်းကိုမျက်နှာသုတ်ပေါ်နဲ့အုပ်ပြီးရှူပေးမယ်ဆိုရင်ပိုပြီးထိရောက်မှု ရှိသေးမှာဖြစ်ပါတယ်။ငါစားရည်နဲ့အလုံးချင်းပါ။လေကြောင်းနာခြင်းကိုတတ်တာစီဖို့အတွက်စားရည်နဲ့အလုံးချင်းပေးတဲ့နီလန်းကရွယ်ကူရိုးရှင်းပြီးတော့အစွမ်းထက်တဲ့နီလန်းတစ်ခုဖြစ်ပါတယ်။ရင်ွေးငွေ့ဖန်ွက်တဲ့ကို စားလက်ဖက်ရည်စွန်းတစွန်းကထည့်ဖြော်ပြီးဒီနေ့ကိုနှစ်ကြိမ်ခန့်အလုံးချင်းပေးခြင်းဖြင့်လေကြောင်းထဲကရောင်ရမ်းမှုတွေကို ရောကြစေပြီးတော့နာကျင်မှုကိုတက်တာစေပါတယ်ရှောက်စေဝါများတောက်သုံးခြင်းအိမိကြုတ်ခွေဖျားနာဟာဗိုင်းရပ်ပိုးကြောင့်ဖြစ်တာဖြစ်ပြီးပုံမှန်အားဖြင့်9ရက်ကနေ10ရက်တွင်အလိုလိုတက်တာပြောက်ခင်းနိုင်ပါတယ်သို့တော့ယောဂလက္ခဏာတွေရဲ့ပြင်းထန်မှုကိုရောကြစေရန်အတွက်မိမိရဲ့လက္ခဏာပေါ်မူတည်ပြီးတင့်တော်တဲ့စေဝါတွေကိုတောက်သုံးပေးရန်လိုအပ်ပါတယ်ဖျားတာခေါင်းကိုက်တာ ိုလက်နာကျင်ကခဲတာတွေကိုသက်သာစေရန်အတွက်ပါရာစီတမောကိုဒီနေ့ကို၃ချိန်ဒါမှမဟုတ်၄ချိန်ကြီးတောက်သုံးနိုင်ပါလေ။နှာယူနာစည်းခြင်းကိုသက်သာစေရန်အတွက်စီထရစ်စင်းလိုဆေးမျိုးကိုဒီနေ့ကို၃ချိန်ဒါမှမဟုတ်၂ချိန်ကြီးတောက်သုံးနိုင်ပါလေ။လေကြောင်းနာကျင်ကိုသက်သာစေရန်အတွက်စထရက်ဆဲမိုင်းပီစင်တို့လိုငုံသေးတွေကိုဒီနေ့ကို၂ချိန်ကြီးငုံပေးနိုင်ပါလေ။ဆောင်းဆိုးခြင်းကိုသက်သာစေရန်အတွက် gastrometer ဖန်ပါဝင်တဲ့ဆောင်းဆိုးပြောက်ဆေးကို တနေ့ဟိုနှစ်ကြိမ်ဒါမှမဟုတ်၃ကြိမ်ထိတောက်သုံးပေးနိုင်ပါတယ်ပုံမှန်အားဖြင့် AV ကြိုကွေးယောဂပင်ဟာ9ရက်ကနေ10ရက်တွင်သက်သာပြောက်ခွင့်လေးရှိပါတယ်သို့တော့ယောဂလက္ခဏာတွေဟာနှစ်ပတ်ကြိုတဲ့အထိမသက်တာပဲဖြစ်နေမယ်ချောင်းဆိုးရင်အဝါရောင်ဒါမှမဟုတ်အစိမ်းရောင်တလိပ်တွေပါနေမယ်အဖျားအရင်ကြီးမယ်ရင်ဘတ်အောက်မယ်အသက်ရှူအားခက်မယ်စားတဲ့လက္ခဏာတွေကိုခံစားနေရမယ်ဆိုလို့ရှိရင်တော့ နီးစပ်ရာစီးရုံစည်းကမ်းကိုအမြန်ဆုံးပြသဖို့လိုအပ်ပါတယ်ကျွန်တော်ပြောခဲ့တဲ့နီးလန်း၆ခုအတိုင်းလိုက်နာဆောင်ရွက်မယ်ဆိုရင် AV တုတ်ဝေးဖြစ်ခြင်းရဲ့ယောဂလက္ခဏာတွေကိုနှင်းမြန်စွာသက်သာစေနိုင်ပြီးနေမကောင်းဖြစ်တဲ့အချိန်ကာလကိုလည်းတူတောင်းအောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဆောင်ရသည့်ကာလကိုကျန်းမာပျော်ရွှင်စွာဖြစ်သန်းနိုင်ဖို့ဒီအချက်၆ချက်ကိုလိုက်နာဆောင်ရွက်ပါလို့ကျွန်တော်ကအကြံပြုတင်ပြလိုက်ရပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ